ကျွန်တော်ဒါနှစ်နှစ်သားလောက်အရွယ်မှာသေတူမှဝါတယ်အဲ့တုန်းကတော့ကျွန်တော်ကပလွန်ဝါပေါ့စိတ်ကပါမှာတော်တော်သားတော်မှသေတူမှတယ်ဒီဘဝကျွန်တော်ရောက်ပြီတဲ့စိတ်ကိုအငင်းမှာပဲထားတော့တယ်တော်ရကြရကိုဘဝအနှက်ကရှုံးနေမှာဆို နှစ်နှစ်လောက်ရှိပြီကျွန်တော်အခုလိုအပ်ချက်ကဘာလိုအပ်လဲမော်တာမော်တာလည်းမကောင်းတော့ကျွန်တော်မှဒီမှာတော့ဖွင့်တာနဲ့ချစ်ချင်းမောင်းလို့မရဘူးဂျေသူမာလေးလည်းကျွန်တော်ကူညီပေးချင်တာပေါ့ကိုကြီးကစေကူပေးချင်တဲ့စိတ်ရှိတယ်ဟိုခလေးတွေဆိုရင်အဲစာအုပ်လေးတွေဝယ်ပေးချင်တယ်ဘောပင်လေးတွေဝယ်လှူတယ်ကျွန်တော်အဲ့ကူဆိုတာတော့တော်တော်ဝမ်းသာပါတယ်အာ ကိုရီထုံးကိုထုံးမင်းရှိမှာပေါ့နော်ကျွန်တော်ဒီဘိန်းအတွက်ကို အကူညီတောင်းကျင်တာပါ။နေစင်နေတဲ့နေပေါင်း3မိနစ်ဟိုးတဲ့ကျင်နေစင်နေပေါ့တဲ့ကျင်နေတဲ့နေ3မိနစ်တိုင်းမိဖို့ကျင်နေအသိမီလုံးနဲ့ကျင်နေဒီဂျစ်တယ်မိဖို့တဲ့ကျင်နေစင်နေ ော့ဂျမရရတာဟိုကနည်းနည်းသားရွယ်မှာစိတ်တို့မှဝါတာပါအဲစိတ်တို့မှပြီးတော့ကျွန်တော်မထနိုင်တော့ဘို့ဒီရတဲ့မှာပဲပြလန့်နေနေနောက်တော့ကိုလည်းအမေအမေကလည်းသားရဲငါလို့ရှိရင်တော်သေးငါလို့မရှိရင်မင်းဘယ်လိုလုပ်မလဲဆိုအမကိုမကိုလေးချင်းကနေပါရီလောက်အကသားရီပါရီလောက်အဲကျွန်တော် အတော်တော်တော့ကျွန်တော်သိတတ်ကြတာပေါ့အော်ကိုကဘာမှကြံမလို့နိုင်တော့အခါကျသမီးနေပါလေတော့ကိုယ်စားခြင်းနဲ့စိတ်မရှိအဲအမေကျော်တို့လိုပဲလေးချင်းကန်နေပါလေလို့ အဲ့တော့သွားလာနဲ့ဟိုညီလုံးနဲ့လိုအဲ့လက်တွန်းလေးလေးဝက်ပေးအဲ့လက်တွန်းလေးလေးနဲ့ကျွန်တော်မှကျွန်တော်အဲ့လိုဆောက်ပတ်အဲ့တော့ပြီးရပြီးရောကျွန်တော်လည်းရိတ်တာဆရာတော်ရှိတဲ့ရိတ်တာတွေကိုသွားလိုက်ဟို35နှစ်လောက်တော့အဲ့မှာကြောင်ဆရာတော်ကြောင်မှနေခဲ့အဲ့ဆရာတော်ကြောင်မှနေပြီးရောကျွန်တော်လည်းအဲ့မှာလည်းကုစုတွေပဲလုပ်သေးတယ်တရားတရားတွေပဲထိုင်ရတယ်ဆရာတော်ကတော့ပြောမယ်ဆိုတရားထိုင်ခိုင်းတယ်တရားတွေပဲဆက်ကိုခိုင်းလူနာတွေပဲလည်းကုစုလုပ်ကြတယ်ဆိုအဲ့လူနာတွေပဲ လက်သန်းညပ်ပေးတယ်ချီးဝှေ့ဆော်ပေးတယ်အကုန်လုံးကျွန်တော်ဆရာတို့အကြောင်းမှလုပ်ခဲ့တယ်ဆရာတို့ကတော့ကျွန်တော်ကိုမူဘူးတလောက်ကိုသုံးဆောင်ပေးတယ်ဟိုကပြီးတော့အဝေစားကိုပေးတယ်ဆရာတို့ကကြောင်းမဲ့ဖုန်းလေးပါလိလဲပေးထားတယ်အဲအဲ့မှနေခဲ့တာကြတော့ဆရာတို့ကိုရှောက်တယ်ဆရာတို့ဖေကတမိတော့တော့အေးဟိုအတော်အညီရှိသွားနေခြင်းလဲဆိုဆရာတို့ကအဲသွားခြင်းလဲသူဘာကြည့်အဲအဲ့ဒါသူကကားနဲ့လိုက်ပို့ပေးတယ်ဆရာတို့ကအကြောင်းကလိုက်ပို့ပေးတာအဲကျွန်တော်အတော်အင်ကိုအရင်ရောက်တာပါ အတော်နဲ့အတော်ရင်မှနေခဲ့တာတော့ကျွန်တော်2လလောက်3လလောက်နေခဲ့နောက်မှကျွန်တော်ညီရှိကိုကျွန်တော်သွားနေတယ်အညီအိမ်မှာနေတော့ညီကတော့ကျွန်တော်ဘာမှမလုပ်ခိုင်းဘူးအဲသူကလည်းသူ့အလုံးနဲ့သူတိုင်ပိုင်နဲ့ကိုကအောင်မရောက်ကွန်ကလည်းလှုပ်လှုပ်ချင်တယ်ဆိုတော့အဲပရမအဲ့လက်တွန်းလဲနေတာကျွန်တော်အဲဈေးလေးပဲလက်ရောင်းတာအဲ့လားတော့အတော်အတော်ရဲ့ကျေးဇူးကြောင့်ပေါ့အတော်ကခွင့်ပေးလို့ကျွန်တော်အဲအဲ့ဒီပဲလက်ရောင်းလက်ရောင်းရင်လမ်းရောင်းရင်လည်းဒီဘေးလေးကျွန်တော်ရတာပါ အဲ့မှနေကျွန်တော်ဖျားပန်းရောင်းခဲ့တာဖျားပန်းရောင်းတာတော့ကျွန်တော် တနည်းလောက်ရှိပြီအခုဒီပန်းရောင်းတာတော့ကျွန်တော်အနည်းဆုံးဟွာလောက်တနည်းလောက်ဆက်ကြောခဲ့ရရတ်တောင်ဒီကတွားတိုက်စေးတပိုးတန်အကုန်ဆုံးပေါ့နော်အဲ့ဒါလေးလက်ရောင်းသေးရပြီးတော့စုပ်ဘူးလေးတွေအဲ့အရာဘက်မှာတွားယူဝေးစုပ်ဘူးလေးတစ်လုံး900တစ်လုံး1000တဲ့လိုက်လိုက်ရောင်းသေးတယ်ရောင်းနေတယ်သူကတော့ငွေငွေရတော့ကိုကတနည်းဟွာလောက်ပဲရတယ်1000တောင်လောက်ပဲရတယ် အဲ့ဒီကိုမကိုင်းဘူးငါဘာလို့ရောမယ်အော်ငါတရားတော်ကြီးမှသင်ခဲ့တဲ့ပညာနဲ့ပဲလှုပ်ရှားတော့မယ်ဆိုတော့အဲဒီပေါင်းကိုကျွန်တော်ပတ်ပြန်လာစတင်တဲ့အချိန်မှာတော့ကျွန်တော်တော်တော်ကြီးကိုအစဉ်ကြီးတယ်ကြာတနည်းက3000 4000တော့ရနောက်အခုပါတာတော့2ရက်လောက်ရှိပြီ2ရက်3ရက်လောက်တော့ရှိပြီပါတာအဲ့ရရန်တဲ့ခါကျတော့ကျွန်တော်မဒီတရားလေးတွေပါလေးဝယ်ထည့်လို့ရတယ် အခုတတကယ်ထဲသေးရပြီတော့မှအညီထဲခိုင်းလိုက်ဒီကျွန်တော်ဥလေးစီလာပြီအခုညီတောင်းတယ်ဘယ်ဥလေးရကျွန်တော်တသောင်းတော့ကူညီပေးပါတော့တိုက်ရဘူးလေအဲအဲ့ဥလေးကကူညီပေးအမီတာဒီမီတာပွဲလေးတွေညက်သွားတဲ့အခါကျဒီဥလေးကူညီပေးတာကျွန်တော်နှလုံးရှိပါပြီဒါလေးဆိုရင်ဒီဥလေးလိုလက်မရောင်းတဲ့တလုံးတသောင်းရှိအမီတာပွဲလေးဒါဥလေးဝယ်ပေးတာသတ္တဝဲဥလေးတွေပေါ့နော်အဲ့ဒါလေးအဲဒီဥလေးလှူထားတာပါကူညီပေးထားတာ ငါလက်နှစ်ဖက်ရှိနေသေးပြီငါအလုပ်တော့ငါရောင်းအောင်လှုပ်စမယ်အဲ့စိတ်ကိုကျွန်တော်ရဲမွေးတာဒီကလုံးဝစိတ်သက်ကိုမကြအောင်ပေါ့။ဟုတ်ကဲ့စိတ်သက်ဒီဘဝကျွန်တော်ရောက်ပြီလေစိတ်ကိုအငင်းမှာပဲထားတော့။တွေ့ရကြရကိုဘဝနှစ်ခါရှုံးနေမှာသူ။ကိုလည်းဒီလိုထက်ချိတ်ပြီးပါရင်နောက်တခါဘဝထက်ရှုံးမယ်ဆိုကျွန်တော်ဒီကုသဘလို့ရတော့။ဟုတ်လား။အော်ငါကုသရအောင်။ဖျားပန်းနေလိုက်လှူတယ်။အဲကျွန်တော်အဲကလေးလေးရဲ့အေးအေးတောက်ချေအေးလိုက်လှူတယ်။ အဲ့လိုကြီးကျွန်တော်လုပ်ခဲ့ပါဒီပညာတက်တာကတော့ကျွန်တော်ကတော့ဟွာတော့ကြပါလုံးနှစ်နှစ်လောက်ရှိပြီဒီလုပ်ငန်းလုပ်တာကတော့ကျွန်တော်ဟွာတော့ပဲရှိသေးရဲ့ခုနလားလောက်ပဲရှိသေးရဲ့ဒီပညာလိုက်ပြီးတော့ပတ်ကြံတာပထမတော့ကတော့ကျွန်တော်ဒီဘက်မရောက်သေးဘူးဟိုအေယာဘက်ဒီမှာပဲပတ်ကြံတယ်အေယာဘက်ဒီမှာပတ်ကြံတာအဲ့မနက်ရှင်းတာရနေပြီနေ့နေ့၄နာရီထိုးမှကျွန်တော်အဲအိမ်ပဲရောက်တယ် အိမ်ပဲရောအဲကျွန်တော်အညူဖေးရမှာတော့အငယ်တိုင်းပဲအဲဖေးရလူကြီးတယ်ကျွန်တော်အားသွင်းပြီးတာပေါ့အဲကျွန်တော်ကထမင်းကြိုက်ရင်တော့ကျွန်တော်ညီရနေတိုင်းထက်ပြီးပါတယ်သူတို့ကကြွေးတယ်ကျွန်တော်အားရပါတယ်သွင်းပြီးတယ်အကိုရအဲဖေးရမှာတော့ကျွန်တော်နေတိုင်းရှိတယ်ညူဖေးရညနေ9:00နာရီ6:00နာရီလောက်မှာကျွန်တော်ကအင်းကိုကျန်တယ်ကျွန်တော်နေတာတော့ဝီစီယာဆယ်လန်းတောက်ပဲချမ်းပေါ့ကျွန်တော်လက်ထဲမှာတော့ဒီဘင်းကဟိုအားလို့ရှိပြီကိုနှစ်နှစ်လောက်ရှိပြီ နည်းနည်းလောက်ရှိပြီကျွန်တော်အခုလိုအပ်ချက်ကဘာလိုအပ်လဲမော်တာမော်တာလည်းမကောင်းတော့ကျွန်တော်မှဒီမှာတော့ဖွင့်တာနဲ့ချစ်ချင်းမောင်းလို့မရအဲအစားတော့ကတော့ဆရာမလူတော့ကတော့ချစ်ချင်းလက်ငယ်မောင်းဆွဲလိုက်တာဘက်ကီးရဆွဲလိုက်တာနဲ့မောင်းရတာပေါ့အခုကဗီဒီယိုတွေရတယ်ကျုံးမဲ့ဆိုရင်အာသွင်းထားတာအာသွင်းရတာအလူရှင်းကကြောရတာအကိုတဲ့နှစ်နာရီသုံးနာရီထိသုံးနာရီထိသွင်းရတယ်သွင်းရတယ်အခုသွင်းနေသွင်းအောင်ဗီဒီယိုတွေပူလား ိုကတနစ်ကြော်ပြီးမကောင်းတော့အဲ့ဗီဒီယိုသေးတွေရတယ်အခုတန့်နေရကိုဗီဒီယိုကကျွန်တော်တင်းနေသွားမိတယ်တလုံးကိုသသိန်းကိုရတယ်တူကနှလုံးအိုနှလုံးထည့်ရမှာဆိုတော့ကိုသုံးသိန်းတော့ရှိတယ်အခုမော်တာလည်းကြောမယ်ဆိုရင်ဥမာကျွန်တော်သွားမိရမော်တာရဲ့ဈေးကနည်းနည်းတက်တယ်သုံးသိန်းကျော်လို့ရှိရအမော်တာကိုကလည်းဒါကျင်တက်ပါလေဆိုင်မှာသွားကျင်တော့လည်းဆိုင်ရပြောရအခုလည်းမော်တာချိန်မှရမှာဗီဒီယိုကမော်တာကိုချိန်မှရမှာလို့ပြောပါတယ်အခု တုံးမင်းနေရင်နေဟိုတင်နေဒီခြေတံပြီးပေါ်တင်နေမချိန်ဘူးဆိုရင်တော့ကိုကျွန်တော်အဲကားလန်းကူးရင်ဒုက္ခရောက်တယ်ကောဝမနာကလည်းကားလန်းကူးတော့ဟာကိုဘေးကလွားရောက်မင်းမောင်းတော့လေတော့အခုမောင်းလို့မရဘူးကျွန်တော်တစ်ချက်တုံးပြီဆိုသူ့လိုလိုက်တုံးပြီသူကအချိန်နဲ့မှဘက်ကြီးရဆွဲလို့ရအချိန်မရှိရင်ဆွဲလို့မရအဲ့တစ်ချက်လေးတော့ကျွန်တော်မှအန်တီရဲတော်တော်ရရတာပေါ့နော်ကားလန်းတက်ခါကူးရင်အဓိကကျတော့ဒီမော်တာနဲ့မော်တာချိန်မှုဘက်ထရီချိန်မှုလိုအပ်တာဟုတ်ကဲ့ဟုတ်ကဲ့ ပြီးတော့လည်းကိုယ်ကဒီအမိုးလေးကလည်းကျွန်တော်တော်တော်မကောင်းတော့ဘူးမိုးကလည်းမလုံတော့ဒီအမိုးလေးဆိုရင်အခုချိန်မှာရောင်းတာဟိုကတော့ရှိတယ်ခုနှစ်သောင်းတော့ရှိပထမတုန်းကတော့ဒီကောင်လေးဝယ်တာ3000ကျော်လောက်ပဲ3000ကျော်လောက်ပဲပေးရအခုတော့ကွန်သိန်းတို့တက်ကောင်ဒီကောင်တကူကိုကျွန်တော်ဟိုတနေ့ကသွားမိတယ်ခုနှစ်သောင်းမလုံကိုရွှဲတယ်ဒါပဲကျွန်တော်ကဒီမှာပစိုးလေးတွေအိမ်နေတွေအိမ်နဲ့အငယ်နဲ့ထက်တယ်ကွာအဲအဲလပေးတိုင်းထဲမှာဝင်နာပြအဝေးစားရပါလဲရတယ် ဘူးရွာဘူးတဲတီပဲကြီးရရင်တော့ရွှဲတာပေါ့မော်မနည်းနည်းလေးရွာရင်တော့မရွှဲပါဘူးအဲအဲ့လိုလိုအာကျွန်တော်ကတော့ကြုံးမဲ့ဆိုရင်အသက်ရှင်နေတဲ့ယူရတော့ကျွန်တော်ဘောအောင်ကျွန်တော်အရှုံးမပေးဘူးကျွန်တော်လုံးနိုင်စင်ရတက်နိုင်စင်ရောက်လုပေးမယ်အကိုတက်နိုင်တဲ့လောက်ကူညီပေးမယ်ဟုတ်လားအခုကျွန်တော်လည်းကြုံမဲ့ဆိုရင်ဒုကိဒအနေနဲ့ဟိုဒီလိုထိပ်ပြီးမှတော့ငါအကူစုလဲငါလုံးချင်တယ်ဆိုရယ်ဦးလေးလည်းပြောပါတယ်ကျွန်တော်အကူစုလုတာတော့ဦးလေးဝေသနာပါတယ်သူကလည်းအားပေးပါတယ် ကျွန်တော်ရှိကြောက်ပဲအဲ့လိုမျိုးပေါ့နော်လိုက်ဟိုဟာအဲ့လူကြီးသူမတွေလည်းကျွန်တော်ကူညီပေးချင်တာပေါ့အကိုကြီးကစေကူပေးချင်တဲ့စိတ်ရှိတယ်။ဟိုခလေးတွေဆိုရင်အဲ့စာအုပ်လေးတွေဝယ်ပေးချင်တယ်။ဘောပင်လေးတွေဝယ်လှူတယ်ကျွန်တော်အဲ့ကုစုကလည်းတော်တော်ဝေဒနာပါတယ်။ကျွန်တော်ကုစုထဲမှာအဲ့အဲ့လားတော့ဝေဒနာပါတယ်။ဘုန်းကြီးကျောင်းနေသွားပြီးတော့ကျွန်တော်ဟိုဝတ္ထုငွေလေးပဲလှူချင်တယ်။အခုတော့ကျွန်တော်အလုံးမကောင်းတဲ့သိမ့်မလှူနိုင်။ငါတော့ဆိုရဲကွေးတယ်။ ဝိသိန်တပောက်အဲ့လိုသေးလေးပဲပူပေးတယ်ထမင်းလေးပဲဝယ်စွန်ပါလုံးကဝတ္ထုငွေတွေပဲကတ်တဲ့ဘောဝေးရင်ကျွန်တော်အဲ့ကုစုလေးတော့တော်တော်ဝါသနာပါပါတယ်အမေရရှိသေးလားအမေနဲ့အဖေနဲ့မရှိတာတော့ကျွန်တော်ဟွာလို့ရှိသွားပြီ9နှစ်လောက်ကျော်သွားပြီဒီအဖိုးဘွားတွေတို့ကိုအမေဖေတို့ရှိသေးပြီအာတူလို့တော့ကိုအဖေအမေလိုပဲသဘောထားပြီးတော့ကျွန်တော်ကူညီပေးတာပေါ့ဟိုဒီကလေးလေးဆိုလဲကိုရဲ့မိသားသမီးလို့ပုံစံညုံနဲ့ကူညီပေးတာပေါ့ကိုကြီး ခမင်းစားခြင်းလည်းဆိုဥကိုဒီညိုးဖေးရမှာလာရှာမင်းတို့ငါဝယ်ကျွေးမယ်မရှိနဲ့ကကြဆိုင်ရှင်ကိုပြောတယ်နောက်နေ့ကျမှကျွန်တော်ပြေးမယ်ရာသူ့ကိုလည်းကျွေးပေးတာပဲဟိုတနေ့ကတော့အဲ့ဒီဟိုဘက်မှာကျွန်တော်အေးရဟိုဘက်ချမ်းမှာပေါ့အဲခမင်းစားခြင်းလည်းဆိုအဆိုင်ရှင်ကိုပြောတာဆိုင်ရှင်ကကျွေးလိုက်တယ်ညီလေးက9000လောက်တော့ကြာရသေးတယ်ကျွန်တော်သူကရှင်းပေးလိုက်အဲ့လိုမျိုးကျွန်တော်အဲ့ကုစုလှုပ်ချင်တာပေါ့ကိုရဒီဘိန်းကောင်းမှလည်းအဲ့ကုစုကျွန်တော်လှုပ်လို့ရတယ် အဲကိုရီထုံးကိုထုံးမင်းရှိမှာပေါ့နော်ကျွန်တော်ဒီဘိန်းအတွက်ကိုအကူညီတောင်းကျင်တာပါကျွန်တော်ဒီဘိန်းလေးကောင်းမှကိုရီထုံးမင်းကိုရီလူရှင်နေအားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒါလူရှင်လူလူလည်းကျွန်တော်ဒီဘိန်းစီးလို့ရတယ်ကိုထုံးမင်းအောင်အကူညီပေးမယ်ဆိုတော်တော်ဝမ်းသာပါတယ်ကျွန်တော်ဘိန်းကအဲကျွန်တော်ကလည်းကြောက်မဲ့သူဒီဘိန်းကသူညာကူညီလူမဆေးလို့ရတာပေါ့ကိုသူညာလူဆိုလို့ညိုပဲကျွန်တော်ကလည်းကြံပြီးကူးဆိုလို့ချင်တာပေါ့ကို ဒီဘိန်းရှိမှကျွန်တော်ကုစုလုံလို့ရမှာဒီဘိန်းမရှိရင်ကျွန်တော်ကုစုလုံလို့မရပထမလက်တွန်းလက်လင်းလက်ကြတော့ကိုတော့မလဲရောရဘလို့ပဲကုစုလုံအာဒါလေးနဲ့ကြတော့ကိုကအဲကုစုလက်လုံလို့ရကိုလည်းဝမ်းဝရတယ်သူညာတယ်ကုညီပေးလို့ရတာပေါ့ကိုကြီးသမင်းကျွန်တော်ဒီဘိန်းနဲ့ကုညီပေးပါဗောနော်ကိုကကိုကြီးသမင်းတို့မိသားစုလည်းอืมပလာကြီးတဲ့လုပ်ငန်းအားကြီးလုပ်နိုင်ပါသေးရောဂါဝေဒနာကင်းဝေးပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်လို့နော်အလူရှင်နဲ့အားလုံးကိုဆုတောင်းပေးပါတယ်နော် မနေရှင်နေဦးတဲ့ကျင်နေပါဦးတဲ့ကျင်နေဒဲနေသုံးမနေတိုင်းမီးဘူးကျင်နေ